ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဆိုတော့ဒီနေ့မှတင်ဆက်ပေးသွားမှာကတော့အယူသူတော်နှင့်လိန်ထုံကူးတဲ့ကဝေမဲဖြစ်ပါတယ်ခင်ဗျဆိုတော့အလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ကျွန်တော်အစီအစဉ်ကိုစလိုက်အောင်ပါခင်ဗျညာဦးပိုင်းချိန်ပြင်ပစီမှာမိုးတို့ကတဖျောက်ဖျောက်ကြာဆင်းလို့နေတယ်ဒီချိန်ဘကိုးမျိုးဘော်ကရက်ကွက်တစ်ခုတွင်းအင်္ဂလိပ်တစ်လုံးစီမှာတော့ဈေးကြွေးဦးမောင်းတယောက်သူ့ရှေ့စီကဟောင်းနှိုင်းလွန်းနေတဲ့စာရွက်တွေကဆွေးမြေ့နေပြီး ကင်နာတော်မှသတိထားလို့ကင်ရရဖြစ်တဲ့ကျန်းစာအုပ်ကြီးကိုဖျောင်းနိုင်ပြီးလက်စီကကင်ပြီးတော့အသေးအံဖတ်မှတ်နေလေတယ်။ဈေးဆရာကြီးကကျန်းစာအုပ်ရဲ့စာတွေကိုတဲတဲမဲမဲဖတ်ရှုနေတာဖြစ်ပြီးတော့မှတ်သားဆရာတို့ကိုလည်းနဘေးစီကစာအစီမှာမှတ်သားတညာပြုနေလေတယ်။တချက်ချက်မှာကျန်းစာပါစာပိုက်တို့အတန်ထွက်ကရွတ်ဆုံနေတဲ့ပြန်ပြီးတချို့စာပိုက်တွေကိုဇုံမတ်မတ်ထင်းထင်းဖြစ်အောင်နှစ်ခေါက်သုံးခေါက်ရွတ်ဆုံနေရှိနေပါလေ။ဒေဝနာကျန်းဤဈေးကျန်းကိုနှီးယူခေါင်းစင်းလူစင်သွေဖဆေးပြတ်တတ်လို့ ကြည်စင်ဖော်ထားပြရာရီလမြေတွင်ဝကဂါထာကုံမံကုရတန်သည့်တေဝေနေသောနတ်မီဩကဈေးလောကရှမ်းပါပေမိဈေးဆရာကြီးကကျန်းစာအုပ်ကြီးကိုအပိဓိဖတ်ရှုပြီးစီးချိန်နောက်ဆုံးကြိုင်းတဲ့ဈေးကြိုင်းနဲ့ပတ်သက်ပြီးတော့တင်စားထားတဲ့စာပိုက်ကိုသုံးကောင်းထပ်မင်းရွတ်ဖတ်လိုက်လေပြီးရခါမှာတော့ကျန်းစာအုပ်ကြီးကိုအများတနုံးနဲ့ယူရစွာပိတ်လိုက်လေပြီးတော့တေးချာချာတင်းစီးလိုက်လေနောက်တော့ကျင်းနှဲစွာပြုံးလိုက်ကဒီဈေးကြိုင်းကြီးအတိုင်းသာဈေးတွေကိုပေါ်ဆက်နိုင်ခဲ့ပြီဆိုရင် ဒီစပူမှာငါကလက်သစ်စည်းဝကရလို့ကြွေးကြော်နိုင်ပြီကွာအဲ့လိုရေရွတ်လိုက်ပါလေဒီလိုနဲ့ပဲနောက်တစ်ပတ်ကြာမှာတော့ဈေးဆရာကြီးဦးမောင်းတယောက်တပည့်တူသားဖြစ်သူမောင်ဖိုးစီကိုခေါ်လို့ဈေးချမ်းကြီးတဲကဈေးတွေကိုပေါ်ဆက်ဖို့ရာရိုးမအတွင်းကဈေးပင်ဝါပင်နေပေါ်များပေါက်တတ်တဲ့မြိုင်ဟွန်တော်စီကိုဝင်ရောက်ခဲ့ပါလေတော့ဒီဈေးဆရာကြီးဦးမောင်းကဈေးကနေကျိုင်းတုတ်ကင်လို့အရှိကနေဟိုရန်ဒီရန်သွားနေတဲ့ဈေးပင်ရှားဖွင့်နေတဲ့အနောက်ဘက်ကမောင်ဖိုးစီကတော့ထုတ်ပိုးတွေကိုထမ်းပိုးရင်း သူ့တို့တခါမှမရောက်ဘူးတဲ့တောနဲ့ခေါင်းခေါင်းစီကအတွေ့အကြုံအမြင်အသေးစမ်းတွေကိုတန်တော့ငေးမောင်းနေလိုက်ပါလာတယ်။စီးကြမ်းရတော့စီမီတော့ပန်းမင်ကိုအရင်ဆုံးရှာဖွေရမယ်မောင်ဖိုးစီ။အမေမရှိပါပဲဦးမောင်းကပြောလာတယ်။ဒီကမောင်ဖိုးစီကဘေးပတ်ဝန်းကျင်ကိုငေးမောင်းနေရကသတိဝင်လာပြီးစီမီတော့ဆိုဟိုအနီနဲ့ဝါစားကြတိတ်ကိုလာတယ်အပြုံပြောတာမလားဆရာကြီး။အေးမှန်ပဲပေါ့။ဒီတော့နဲ့မှရှိပါမလား။မောင်ဖိုးစီရဲ့အမေကြောင့်ဦးမောင်းကပြုံးလိုက် ပြီးတော့ပုံမှန်လေးတန်နေပဲ။မရှိရိုးလာမောင်ဖိုးစီရဲ့ ဒီမြိုင်ဝန်ဆိုတဲ့တောကြီးမှာဒီလောဟိတဇော်ကြီးကဈေးပင်ပေါင်းတသောင်းကျော်လာအောင်ဆိုင်ပြိုးထားခဲ့တာဒီတောကြီးကိုလောဂီဘက်ကမြိုင်ဟူဝန်လို့ခေါ်တယ်ဒို့သားမန်လူတွေအတွက်ကတော့ဈေးမလိုက်တော့ဘောကွယ်ဦးမောင်ပြောပြတာကိုမဘိုးစီလည်းကောင်းချင်းလို့မှတ်သားထားလိုက်စကားပြောရင်းနဲ့သူတို့ဆက်တိုးကြတော့အရှိတော်လမ်းရနေရာစီကအနီးထဲဝါဆက်ထားတယ်ဇီမီတော့ဘန်းမင်းများကိုအများပြားလှမ်းပြီးတော့မြင်လိုက်ကြဦးမောင်ဝမ်းသာအားပဲအပြေးတော့မဘိုးစီလည်းအနောက်ကနေပြေးလိုက်ရတာပေါ့ ဇီမီတော့ပန်းမင်းလေးကိုကူးဆုတ်ကြကူးဆုတ်လို့ပြီးတော့နှစ်ယောက်သားအမောပြေပြေအနားမှာပဲထိုင်နေလိုက်ကြတယ်။မောင်မိုးစီကနတ်ဆိုင်လာတဲ့တောတောင်တွေအထဲကိုဝေးဝိုင်းကြည့်ကတစုံတစ်ခုအတွေ့ပြုမိသွားတယ်။ဆရာကြီးဟေးနတ်မိမယ်ဆိုတာတကယ်ရှိလား။မောင်မိုးစီရဲ့အမေကြောင့်ဦးမောင်မျက်လုံးတွေပင့်တက်သွားတယ်။ဟေးဘလို့ကြောင့်များမေးလာသလဲ။အော်ငငယ်တော့အခုလို့တောနယ်ကြီးထဲမှာနတ်မိမယ်တွေပါရှိတတ်တယ်လို့အဖိုးဘွားတွေကပြောပြဦးတာအမှန်ရလို့ပါ။အဲ့ဒါတွေကပုံမြင်တတ်တတ်ပါကွာ။ဒါဆိုအပြင်းမရှိဘူးပေါ့။ အေးဘောကွာဟိဟိမမိုးစရာသူတွေးနေသူရှက်ကိုရခန်းဖြစ်ပြီးတော့ရီးမိလိုက်ဒါပေမဲ့ကွာငါစာအုပ်တုံးမှာဖတ်မှတ်ဖူးတာတော့ရှိ ထူးခြားဖြစ်ရလေဘောမမိုးစီစိတ်ဝင်စားသွားတယ်ဘာများလဲဆရာကြီးမင်းပြောတဲ့နတ်မိမယ်နဲ့လိန်ဆက်ဆံမှုတဲ့ဘယင်တဲကွာပကံခစ်ကလို့ရေးထားတယ်ဟာစိတ်ဝင်စားစရာကောင်းလိုက်ဆိတ်ပြောပြပါအေးထူးစံလို့မှတ်တော့မှတ်ထားတယ်ဆိုပေမဲ့ဘယ်ပြင်လဲတော့ငါလည်းသိချာတော့မမှတ်မိတော့ ဖြစ်နိုင်တာတော့တေယုတ်ပြေးမင်းလုံးခေါ်တဲ့နရတိယပရိမင်းဖြစ်လိမ့်မယ်ထင်တယ်။အိုးဘယ်မင်းပဲဖြစ်ပြောမှသာပြောပါဆရာကြီး။ကျုပ်သိသိကျင်နေပြီဗျ။အေးကောကိုကိုလည်းဒိန်းစမ်းမအောင်။ငါမင်းကိုပြောပြမှာမဟုတ်မှအတွက်မဟုတ်ဘူး။ဘူသူရအနေနဲ့ပြောပြမှာ။ဟုတ်ပါဆရာကြီး။ကျုပ်လည်းဘူသူရအတွက်ပါပဲဗျာ။မမိုးစီမချင်မရဲနဲ့ရီးလိုက်မိ။တကယ်တမ်းကျတော့လူပြိုပေါက်ကာလာသားတယောက်နေနဲ့ဘူသူရပင်တခြားဟောပါတာပေါ့လေ။ဦးမောင်တော့မမိုးစီကိုဘာမှမပြောတော့ပဲ။သူပြောပြမယ့်အကြောင်းကိုသာဆက်လေတယ်။ ဒီလိုရဲกว่าဟုတ်ကဲ့ဟေးကောငါစကားကိုလိုက်မထောင်းနဲ့အော်ဟုတ်ဟုတ်ကဲ့စကားလင်းပြတ်သွားတာမလို့ဥမောင်းကမန်လိုက် မောင်မိုးစီလည်းတီးချင်စိတ်ရှိတာမလို့ငြိမ်ကုန်နေလိုက်နေရဒီဟာပရိမင်းကြီးတရုတ်တွေကျူးကျော်လာလို့ပသိမ်မျိုးစီကိုထွက်ပြေးတော့ကလမ်းခုလက်တော်သေးစီမှာမိုးကြီးရွာသွန်းတာကြောင့်သူ့နောက်ပါသားတွေနဲ့ကွဲထွက်သွားတယ်ကွာမိုးတွေကတိတ်သေးအောင်ရွာနေတာဆိုတော့နောက်ပါတွေကလည်းနီးစပ်ရအောင်ခိုကက်ကြသူစင်တိန်ကလည်းစင်ဘောကနေစင်းပြေးတယ် မင်းကြီးကလည်းမိုးကကောင်းလို့တော့ကြောက်စိတ်ကဲပြီးတော့စင်ပေါ်မှာဝင့်နေမိမိုးတန်တောင်အံပလန်တွေလည်းမကြောက်ဘူးကွာနောက်ဆုံးမိုးတိတ်ချိန်ကြမှာမင်းကြီးကဝင့်နေရနေထားကြည့်တော့သူ့လူတွေနဲ့အတူရှိမနေတော့ဘူးသူတယောက်တည်းစင်တကောင်နဲ့တော့တယ်မှာဝဲလေလေဖြစ်နေရမိုးကရွာရတာဆိုဘဝင်းကြီးတစ်ခုလုံးကလည်းတော့ကိုတောင်ဝင့်နေပိတ်သေးနေစင်ကြီးကခြေဦးတရားစီသွားနေတာပေါ့ငါကကွန်းတရားပေးတယ်ကွာမင်းကြီးကပြောတာလားဦးမောင်ကသူ့အဖို့ကွန်းတရားတောင်းတာစကားဆက်သွားတော့မဘိုးစီကနားမလဲလိုက် တတော်ပြန်မေးလိုက်မင်းဘာကြီးမင်းကြီးကတောင်းရမလားငါဝါဖို့တောင်းတာကွာဩဟုတ်ဟုတ်တကယ်ဒူးဒူးဒူးကောင်ကွာဒီကောင်မမိုးစီခုံးတော့မပြန်တော့ပလိုင်းကကွင်းကိုထုတ်ပြီးတော့ကွင်းတရားကိုရာလူဦးမောင်းစီကိုကမ်းပေးလိုက်ဦးမောင်းကွင်းရကိုယူလို့ဝါလိုက်ပြီးတော့ပြက်ကနေကွင်းသွေးကိုထွေးထုတ်လိုက်ဆက်ပါအောင်ဆရာကြီးစိတ်ဝင်စားနေပြီအေးပါကွာဆက်ပြောမှာပေါ့စိန်ကြီးကခြေဦးတဲ့ရသွားနေတော့မင်းကြီးကဘာမှမလုပ်တတ်ဘူးစိန်ဘဝကနေပဲဒီတိုင်းထိုင်လိုက်နေမင်းနဲ့တနေရာရောက်တော့ ဇိန်ကကြီးကနေနဲ့ကြောက်ဝါလန်အထအိုးမင်းလည်းဘာဖြစ်သလဲဆိုပြီးထိတ်ထိတ်ပြာပြာပေါ့ကွာအဲ့ဒီချိန်မှာကောင်းငင်စီကအလင်းဖြာဖြာကြီးကကြာဆင်းလာပြီးဇိန်ရဲ့အထလေဟာနယ်ထဲမှာရက်တန်သွားမင်းလည်းဘာဖြစ်မလဲဆိုပြီးတန်တော်ကြီးနေမိတာပေါ့အလင်းအောင်ကြီးကရုတ်တရက်ပြဲသွားတယ်အဲ့ဒီကလေဟာနယ်ထဲမှာရက်နေတယ်ဝီလီစလီမိမ့်မပြူတယောက်တည်းကွာအလူလေးခန္ဓာကိုယ်ကောင်းချောင်းကရှာကြီးရှိုက်ဖို့အသွေးသွေးနဲ့ကူမှာမိမွေးဖာမွေးတိုင်းမြင်နေရတာလေကွာ။ဇပင်ကလည်းနတ်မောင်ကြီးအရှိကြီးရဲ့တဲ့ ဆက်ပြောပါဦးဆရာကြီးကျုပ်ရင်းနေတုံလာပြီဟေးကောင်တဏှာယူမနေနဲ့မင်းဘဝသူဒ္ဓအနေနဲ့ပြောပြတာတေချာနားတော့ဟုတ်ပါလေဆရာကြီးဟိုဘဝသူဒ္ဓပါလုပ်ပါဆက်ပြောပါဗျာဟေးအဲ့ဒါနဲ့မင်းကြီးလဲငေးရီပြီးတော့ကြည်နေမိအဲ့အချိန်မှာပဲမိမပြောကလေပေါ်ကနေမင်းကြီးရှိရာစီကိုစဉ်းသက်လာနောက်တော့မင်းကြီးနဲ့တန်ဝါသာပြုတော့တာပဲလေစင်ကြီးပေါ်မှာပဲလားဆရာကြီးဟေးစင်ကြီးပေါ်မှာပဲတဲ့ကွာဆက်ပြောပါဦးဆရာကြီးတန်ဝါသာပြုလို့ပြီးတော့မိမပြောကမင်းကြီးရဲ့ရင်ဝင်ထဲကနေယုံထွက် ီးတော့ကောင်းကင်စီပြန်တက်သွားပြီးတော့ပျောက်ကွယ်သွားတော့တယ်လေကွာမင်းကတော့အဲ့ဒီနတ်မိမယ်ကိုမသွားပါနဲ့မသွားပါနဲ့ဆိုပြီးတော့အဝေစားတော့ပြန်မွေးနိုင်မယ်နဲ့အော်နေတာသူ့နောက်ပါသားတွေပြန်လာရှာလို့တွေးတယ်အထီးပဲတယ်လေထူးဆန်းလိုက်တယ်ဗျာဟိုနောက်များမှာရောအဲ့ဒီနတ်မိမယ်ကမင်းစီပြန်လာသေးလားမလာတော့ဘူးလေကွာအဲ့ဒီတချိန်ပဲမင်းကတော့နတ်မိမယ်နဲ့တွေ့ပြီးကလေးကဘယ်မိမမောင်အနာကိုကတ်မခံတော့ဘူးတဲ့အဲ့ဒီစိတ်နဲ့ယူနှမ်းတယ်လို့ဖြစ်သွားတာကနောက်ဆုံးသားတော်ပြည်သူပြည်မျိုးသားကလှုပ်ကြံတတ်တာကိုခံလိုက်ရတယ်တယ်လေ စိတ်မကောင်းလိုက်တာဗျာတကယ်ဆိုရင်နတ်မိမေကလာခဲ့ပြီးတော့ပေါင်းသိရမှာမောင်းသိနေတာမပေါင်းသိနေတာတဲ့အဲ့ဒီစာထဲမှာထပ်ရေးထားတာအဲ့ဒီလိုနတ်မိမေတွေနတ်သမီးတွေနဲ့ဆက်ဆံမိတဲ့သူတိုင်းကတပတ်တွင်းအသက်ကံကုန်ရတယ်လို့ရေးထားတယ်ကွာဟာအဲ့လိုကြီးလားမလီအဆုံတော့တော်ပါပြီဗျာနတ်မိမေနဲ့တွေ့ချင်းစိမရှိတော့ပါဘူးမောင်မိုးစီကပြပြတည်းပြောလိုက်တော့ဥမောင်းကရေးတယ်မင်းကတော့နတ်မိမနဲ့တွေ့ရမှမထင်ဘူးတွေ့ရင်တွေ့ဒီတော့ဒီတောင်ထဲမှာကဝေမယ်နဲ့ပဲမင်းတွေ့လိမ့်မယ်ဟိ အာဆရာကြီးတော့နောက်ပြီဗျာကျုပ်ကနတ်မိမအောင်ကြောက်နေကိုရင်မဲဆိုစိုးပြီဗျမောင်မိုးစီရဲ့ပြောကြောင့်ဦးမောင်အောင်ပြုံးလိုက်ပြီးတော့လေကဲကောင်လေးမင်းနားထောင်ကျင်တာလဲနားထောင်ပြီးပြီနားတာလဲမောပြေးပြီးဆိုတော့ထတ်ရှားကြောင်ဆိုလားဒီကဘာရှားမှလဲဆရာကြီးစင်တရက်လွတ်တဲ့စီမှာရှိတယ်စင်တုံးမနှွယ်ပင်ဩဟုတ်ကဲ့ဟုတ်ကဲ့မောင်မိုးစီတောင်ဈေးဆရာကြီးဦးမောင်နေတူမြိုင်ဝတော်ထဲမှာဈေးပင်လိုက်ရှာကူနေခဲ့တာဒီကနေ့နဲ့ဆို၃ရက်ပြည့်တို့ကတော့ရက်တဏျာစီမှာတဲငယ်တလုံးထိုးပြီးတော့ နေကြိုင်းနဲ့နေဘတ်ဆိုရင်တရောလုံးတောင်လုံးနှံ့နေအောင်လှဲ့လေလို့ဈေးပင်ရှားကြပါတယ်။ရရှိရာဈေးပင်တွေကိုတော့တဲကလေးစီမှာပဲစုပုံထားပြီးထပ်မံလိုအပ်နေတဲ့ဈေးပင်တို့ထပ်ပြီးရှားဖွေးပါတယ်။ဒီကနေ့မှာတော့မနက်ခင်းမိုးလင်းစကြတဲ့ဈေးပင်တို့ရှားဖွေးလာတာနေထန်းတစ်ပြားရောက်ချိန်မှာတော့ကောင်းကင်ရုတ်တရက်ကြီးအုံမိုင်းညှို့ဆိုင်လာလေတယ်။မိုးရွာတော့မယ်ထင်တယ်။တောထဲမှာမိုးရွာရင်သိပ်အန္တရာယ်များတယ်။တဲစီကိုပြန်ကြစို့။ဥမောင်းတောတွင်မကြာခဏဈေးပင်ရှားရင်းနဲ့ရောက်ဖူးသူမလို့တောတောင်ကျောင်းကိုတည်တယ် ရုပ်ကြီးတက်လာတဲ့မိုးရိပ်မိုးခြေကတဲထန်သွားရွာသွန်းတက်ပြီးရှိုးရီမြောင်လေးအချားကိုစူဝေးကတောင်ကျရေးဖြစ်နေစီးဆင်းတက်မိုးကြောင့်တောင်ပေါ်မြေတို့ကချော်ချွတ်ပြီးတော့လူတွေခြေကျော်လက်ကျော်လည်းဖြစ်တက်တယ်။ဒါနောက်ဦးမောင်ဈေးပင်တို့ထမ်းမရှာတော့ပဲတဲစီကိုပြန်မှုပြောလေတယ်။နှစ်ယောက်သားတဲစီကိုပြန်လာကြလိုက်တဲစီကိုရောက်ပြီးမကြာခင်မှာတော့မိုးကတဲထန်ထန်ကိုပဲရွာသွန်းမှာတော့တယ်။မိုးရွာတော့နှစ်ယောက်သားဈေးပင်ရှာဖို့ကအစိမ်းမပြေတော့တဲစီမှာပဲနေကြရင်ရရှိထားတဲ့ဈေးပင်တို့အမျိုးအစားခွဲထုတ်တာတိန်စီထုတ်ပိုးတာတွေလှုပ်ဆောင်နေလိုက်ကြ။ နေလည်ခင်းကြတော့နှစ်ယောက်စလုံးမိုးအေးနဲ့တေးတမောအိတ်ဆက်ကြတယ်။ဒီကမောင်ဘိုးစီဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်လေတယ်။အိမ်မက်ထဲမှာလွန်တရာကိုပဲလှပလုံးနဲ့မိမပြိုတယောက်မိမွေးတိုင်းဖာမွေးတိုင်းအဝတ်စားရမပါပဲကိုလုံးဒီနဲ့ရှိုက်ဖို့အသွဲသွဲကိုထိပါတိုးပြိုင်နဲ့မောင်ဘိုးစီစီကိုလန့်လာနေတယ်။မြဝုန်းတွေကမောင်ဘိုးစီစီမှာပဲမွေးတကောင်ရဲ့ညှို့ငင်မှုလိုမျိုးစူးစိုက်လိုကြည့်နေတယ်။အဲ့ဒီကြည့်မှမောင်ဘိုးစီဟာရင်းနှုံပန်းတုံဖြစ်ရလေတယ်။အနောက်ရောက်လာရင်ဘာလို့လို့ဘာကမ်းမမှန်းလဲမသိဘူးပေါ့။ ။ဒါပေမဲ့ကြည့်နေတော့မှပဲမိမပြူရဲ့အသွင်အားယုတ်ကြီးရှည်မြောင်းမြောင်းနဲ့အရင်မဲမဲကြီးတစ်ခုအတွင်းကိုပြောင်းလဲသွားလေတယ်။မောင်ဘိုးစီလည်းအလန်တကြားနဲ့ဟစ်အော်ဘူးဟန်ပြင်လိုက်တယ်။အဲ့ဒီခိုက်မှပဲမောင်ဘိုးစီမောင်ဘိုးစီထထဥမောင်းရဲ့လုံလုံးမှုကြောင့်မောင်ဘိုးစီကြောင့်အိမ်မက်ကနေနှိုးလာခဲ့ရတယ်။ဟမ်ငါအိမ်မက်မှန်နေရပဲ။အေယာစီကထားလိုက်ပြီးတော့ကိုဘာသာဆန်းစစ်လို့ရေရွတ်လိုက်မိ။ပြင်ပမှာတော့မိုးကလုံလုံလလလတိတ်နေခဲ့ပြီ။မောင်ဘိုးစီထားကြည့်တော့ မိုးတိတ်တုံးလေးတို့တွေဒီအင်းနားကိုဈေးပင်ထွက်ရှာကြအောင်။အော်ဟုတ်ကဲ့ဆရာကြီး။မမိုးစီလည်းကြပြာကတိနဲ့ပဲဈေးပင်ရှာထွက်ဖို့ပြင်ဆင်လိုက်။အိမ်မက်ကြောင်းလည်းသူမေ့သွားခဲ့တယ်။တဲဆရာနေထွက်ပြီးတော့နှစ်ယောက်သားမိုးရွာပြီးစားအချိန်မှာတောင်ပေါ်တောင်ကြားတွေစီမှာဈေးပင်လိုက်ရှာကြ။နှပင်သုံးပင်ရပြီးတော့မိုးကချုပ်စားပြူလာမလို့တဲစီကိုပြန်လာခဲ့ကြ။ပြန်လန်းခီးမှအနောက်ကနေတစုံတယောက်ကကြည့်နေသလိုမျိုးမောင်ဖိုးစီခံစားနေရတာကြောင့်အနောက်ဘက်လှည့်ကြည့်မယ်ဘသူကမှမမြင်ခဲ့ရဘူး။ဦးမောင်တော့ပုံမှန်အတိုင်းပါပဲ။ မဘိုးစီလည်းသူ့ဘာသာစိတ်အကြောင်းရဲ့လို့ထင်ပြီးတော့တွေးခဲ့လိုက်ပြီးဦးမောင်ရဲ့နောက်ကနေခတ်တုတ်တုတ်လိုက်လာခဲ့မိပါတော့တယ်ဒဲစီကိုပြန်အောင်တော့ညသာအတွက်ချက်ပြုတ်ပြင်ဆင်လိုက်ပြီးစောစည်းသွားတဲ့ပဲထမင်းစားသောလို့ညဦးပိုင်းမှာအိအာဝင်လိုက်ကြညလေလောက်မှမိုးကတဲထန်သွားတယ်ရွာပြန်တယ်အိနဲ့မဘိုးစီကတော့ဒီအချိန်မှာနေခင်းရမတ်တယ်လို့အိမ်မမျိုးကိုပဲထပ်တူထပ်မြမတ်ရပြန်တယ်ထူးတော့ထူးနေပြီဒါမှလည်းအိအာနိုးပြန်တော့အမှတ်တမဲ့ပဲဖြစ်သွားပြန်တယ်နောက်နေ့မနက်ရောက်မှာတော့မဘိုးစီကအိအာနိုးချိန်စိတ်အစဉ်ကလေးလံထိုင်းမှိုင်းလို့နေတယ် ဒါမဲ့လည်းဥမောင်းတဲ့သူပုံမှန်တိုင်းဆေးပင်ရှာဖွေဖို့ထွက်လာခဲ့ပါတယ်။မိုးကဖွဲဖွဲရွာနေညတော့ကလည်းမိုးရွာထားမလို့တောင်တလန်းတွေကချောနေ။ Ừm ဒီတိုင်းသာဇက်တိုက်မိုးရွာနေမယ်ဆိုရင်တော့တရက်နှစ်ရက်ဆိုတို့ပြန်မှဖြစ်မယ်ထင်တယ်။ဥမောင်းကပြောလာတယ်။ငါမိုးစီကတော့ဘာပြန်မပြောဘူး။တို့ရှာဖွေထားတာမှလည်းဆေးပင်အမျိုးမျိုးအတော်လေးကိုစုံနေနေပြီဆိုတော့ပြန်ရင်လည်းပြန်ဖို့ဒါလိုပဲလွယ်လွယ်တွေးထားလိုက်။တနေရာရောက်တော့ဥမောင်းကမြေပြင်ကတစုံတစ်ခုကိုသွားမြင်လိုက်။ဝက်ဝန်ကောင်တကောင်ရဲ့ခြေရာခြေရာကမြေဆိုးဆိုးစီမှာနေဝင်လို့ထင်းနေတယ်။ မောင်ဘိုးစီအန်ရဲ့ကောင်တော့ဒီနားမှာရှိနေပြီတို့အမြန်ဆုံးပြန်ကြစို့ဥမပြောပြီးတော့ခြေလမ်းတွေကိုနောက်ကျောင်းပြန်လှည့်ဒါမလဲကံကောင်းအကြောင်းမလားလေတော့တို့ပြန်လှည့်ကမှာဝက်ဝန်ကောင်းနဲ့ပပင်းတို့ရလိမ့်မယ်မဲအနဲ့နေတဲ့မွေးသွင်းတဲ့ဝက်ဝန်ကောင်းဟာတို့နှစ်ယောက်ကိုမြင်လာတဲ့ချက်ချင်းပဲမတ်တက်ရလို့မန်းဖီတယ်အရွယ်ရောက်ပြီးသားကောင်ဆိုတော့အရန်အမြင့်က6ကျော်သွားတယ်လောက်ကြီးမားတဲ့ကောင်တိုက်ခိုက်ဖို့ရာကမောင်ဘိုးစီတို့နှစ်ယောက်မှာဓမ္မကလွဲပြီးတခြားမှမရှိပါမောင်ဘိုးစီပြီးတော့ဟေး တော်တွေကြောင့်ရှိတဲ့ဥမောင်းပြောပြောဆိုဆိုရဲ့ပလိုင်းတွေဘာတွေကုန်ပြစ်ချလို့ထွက်ပြေးမောင်ဘိုးစီလည်းအစအကြောင်းအရင်းရှိနေမဲ့သတိဝင်လာချိန်မှာအနောက်ကိုလှည့်လို့ပြေးပါတော့တယ်ကန်ဆိုးသူမောင်ဘိုးစီလိုပဲတမုတ်ရတော့မယ်ထင်းနေဝဝုံကောင်ကအရင်ဆုံးထွက်ပြေးသွားတဲ့ဥမောင်းကိုမလိုက်မောင်ဘိုးစီကသာတဲမဲပြီးတော့လိုက်တော့ဥမောင်းကသူ့ကိုဝဝုံကမလိုက်မှန်းသိတော့နဘေးဘက်ဂျောဘောတက်ပြီးတော့မောင်ဘိုးစီကိုစိတ်ပူမိကမောင်ဘိုးစီပြေးပြေးအဲ့ဒီလိုအားပေးပါတယ်မောင်ဘိုးစီခင်ဗျားလည်းအသက်ဘေးမှအာသုံခွန်ဆိုင်ပြေးပါတယ် ဒါမှလည်းမိုးပွဲပွဲကြတဲ့အချိန်မှာအရင်ကရွာထားတဲ့မိုးကြောင့်ချော်လျက်တောင်ပေါ်လမ်းစီမှာတကြိမ်တော့ခြေချော်လိပြီးအောက်စီကိုပြုတ်ကျသွားခဲ့ပါလေတော့လေမောင်မိုးစီရဲ့အာယုံတွေဟာအမောင်တိုက်စီကနေတရင်ကနိုးထလာတယ်ခန္ဓာကိုယ်တစ်ခုလုံးငြိမ်ချောင်းစွာလှုပ်ခတ်နေရအောင်ထူးခဲစွာခံစားမိနေတယ်ဘာကြောင့်မှမသိတဲ့စုံတစ်ခုကခန္ဓာကိုယ်နှံ့ကိုညင်သာစွာပုတ်သက်ကင်တွယ်နေအောင်လဲခံစားမိဒီအထီးတွေ့တွေမှာသူ့စိတ်ခံစားချက်တွေကနေဝင်ပြီးတော့တာယာမိနေသလိုပဲလေးလံလွန်းနေတဲ့မျက်ဝန်းတွေကိုအားတင်းလို့ဖွင့်ရကြည့်မိ ပထမချက်အဖွဲ့မှာသူဟာတဲလုံးအတွင်းထဲမှာရောက်ရှိနေတာကိုမြင်မိလိုက်။မျက်ဝန်းတွေကပြန်လဲမိမ့်မိတ်သွားပြန်တယ်။နောက်ချိန်အားတင်းလို့ပြန်ဖွင့်ကြည့်လိုက်ပြန်တယ်။အိုးမိမ့်မပြိုတယောက်ပါလား။မိမ့်မပြိုကသူ့ခန္ဓာကိုအပေါ်ဘက်စီမှာမိမွေးဖာမွေးတိုင်းပဲအဝိစားဗလာနဲ့ရှိနေတယ်။အိုးသူလဲမိမ့်မပြိုနဲ့အတူတူပါလား။သူတို့ချင်းခန္ဓာကိုယ်တွေကလည်းပူးကပ်ညှိတွယ်နေတယ်။မိမ့်မပြိုစီကဆန်ရွယ်ရှိတို့ကသူ့ခန္ဓာကိုယ်ပေါ်စီမှာအပုံလိုက်ရှိနေတယ်။ဒါသူတို့ချင်းမောင်ဖိုးစီဆက်မတွေးရတော့ဘူး။ စိတ်ကိုအားတင်းလိုက်ကနှုတ်ပြားကနေမင်းမင်းဘသူမိမပြောကမောင်ဖိုးစီရဲ့စကားတော်မဆုံးသေးဘူးနှကန်းလေးစီကိုသူ့လက်ညှိုးလေးနဲ့ညင်သာစွာထိပိတ်လိုက်ဒီခိုက်အထီးတွေတွေကိုပုံမလို့ခန်းစားမိလိုက်ပြီးမောင်ဖိုးစီတောင်မျက်ဝန်းတွေကမိမ့်မိတ်သွားပြန်နေဦးမောင်တောင်မောင်ဖိုးစီပြုတ်ကျသွားရာကြောက်သေးစီကိုခဲရခဲစီဆေးပြီးတော့လိုက်လံရှားဖွေနေပါတယ်ရှားဖွေမှုတခြားမှာလည်းနှုတ်ကနေတောဥတန်ပေးလို့ရှားဖွေခဲ့သူဒီကြောက်သေးကိုဆေးပြီးရှားဖွေနေတာနိုင်နေငယ်ကြာနေအခုဒီမောင်ဖိုးစီကိုတော့မတွေ့သေးဘူး နှုတ်ကနေဦးလူရှိလားဆိုပြီးတော့ဟိအော်ရင်နဲ့အဆက်မပြတ်ဦးမောင်တော်တဲ့ကိုတွန်းဝင်လာနေမိတဏျာရောက်တော့ဆန်းချောင်းလေးနှစ်ဖေးကဒဲလီလုံးကိုလမ်းတွေးမိလေဒဲလီစီသွားပြီးတော့အကူကြီးတောင်းမယ်လို့တွေးကဦးမောင်ခတ်တတ်တုပ်ခြေလှမ်းလိုက်ဒဲနောက်ရောက်လျောက်ခင်မှာတော့ခြေလှမ်းတွေကိုရက်လိုက်ပြီးတော့ဒဲချင်းကိုလမ်းအော်ဖို့ဟန်ပြင်လိုက်အိုက်ခိုင်းပါပဲသူ့နောက်စီကခြေတန်ကြားလိုက်ရပြီနေဘသူလဲဒီဟိုဘာလာလောက်တာလဲမာကျော်ခက်တန်လုံးနဲ့အတန်ကြောင့်ဦးမောင်လှဲကြည့်လိုက်တော့ အသက်80အရွယ်လောက်ရှိမဲ့အဖွားအဝီတယောက်တောင်မွေးထောက်လို့ရက်နေအောင်တွေးလိုက်စိတ်ကလည်းဒီတော့ထဲမှာဒီမယ်ကြီးကရိုးမှရိုးရလာပေါ့ဟေးငါမေးနေတယ်လေအဟုတ်ကျုပ်ကျုပ်ကျုပ်တူလေးကိုဝက်ဝန်အောင်ကြောင့်ဒီကြောင်သေးကြသွားကျုပ်လိုက်ချနေတာပါဦးမောင်ရဲ့အဖြေစကားအဆုံးအဖွားအဝကခက်စိမ့်စိမ့်စိုက်ကြည့်လာပြီဘသူမှဒီကြောင်သေးကိုကြားမလာမင်းဒီနေရာကနေထွက်သွားလိုက်တော့ဟာမဟုတ်ဘူးကျုပ်တူလေးကြားသွားတာကိုကျုပ်မျက်စိနဲ့ဟဲ့ကောင်ဘသူမှကြားမလာဘူးလို့ငါပြောပြီးပြီ ကာလနာတိုက်ချင်နေရလားငါဒေါသမထွက်ခင်နေသွားလိုက်တော့ဦးမောင်လဲမောင်ဖိုးစီဒီကြောက်ထဲကိုကြာသွားတယ်မျက်မြင်ဆိုတော့ဒေါသထောင်းနဲ့ထွက်သွားရင်ねကျုံမျက်စိရှိရင်ကြာသွားမလို့စဉ်းရှာတာဗျာဒါကိုခင်ဗျားမစီမစားဟိန်းနိုင်ဟောက်လိုက်လာလုံနေသည်ဒဲဒီကောင်ကလေမသာပေါ်ချင်းနေတာပဲဟဲ့ငနဲ့ကြုံနေအသက်ဝေဆန်းအဖေကပြောဆိုနေသူ့လက်ကကင်နာအနဲ့အောင်တောင်မွေးကိုမြေစီပစ်ချလိုက်တောင်မွေးကမြေစီကိုကြာတာနဲ့ရုပ်ကြီးအနဲ့အောင်မွေကြီးတကောင်အတွင်းကို ြောင်းလဲသွားတာဗပင်းထောင်းနဲ့တဖူးဖူးနှာမုတ်နေပါလေ။အဲ့ခိုင်းမှာပဲအဖွားအုပ်ကြီးကသူ့ခေါင်းကြီးကိုလက်တဖက်နဲ့ဆွဲဖြုတ်ပြလိုက်။ခေါင်းကြီးကခန္ဓာကိုယ်စီကပြုတ်ထွက်ပြီးတော့လက်စီမှာတန်းလန်းကြီးဖြစ်နေတယ်။အဲ့ဒီမင်းဝင်းကြောင့်ဦးမောင်းမှာဒေါသတွေပျောက်ပြီးဟာကနေဖြစ်ကသူ့ပြက်သွားရလိမ့်ပြီးတော့အာမေမေကြီးရေကျုံမသိလို့ပြောမဆိုမှရှိတာပါ။ကျုံဝင်ပြီပါနဲ့ဗျာသွားဆိုသွားပါမယ်။အဲ့ဒီလိုဆိုပြီးတော့ခြာကနေလက်ထွက်လို့နောင်လှဲ့မကြီးစရန်ပြေးပါတော့တယ်။ငါမှလှုပ်ကြည့်နေသေးလို့နင်ကန်ကောင်းသွားတယ်မှ။ ဖောက်ကြီးကသူ့ခေါင်းကိုနေရာတကျပြန်တိုက်နေဦးမောင်ရဲ့နောက်ကျောကိုကြည့်လို့ရေကျိုးကျင်းဝါလိုက်ပြီးတော့ဒဲစီကိုလမ်းဝင်သွားခြင်းတောင်မွေးကနေပြောင်းသွားတဲ့မွေကြီးကအနောက်ကနေရှော်ကနေလိုက်ပါသွားပါလိမ့်တယ်ဦးမောင်တယောက်ကြောင်ဝမ်းလန်အားနဲ့ရှိုးသေးကနေအပြေးတက်လာခဲ့မိအစင်းတော်ကခက်ခဲပြီမဲ့အခုပြန်တက်ကြတော့ကြောက်စရဲ့ဆီဆော်အားကြောင့်ဘယ်ရဘလို့အပေါ်ရောက်လာတယ်မသိတော့အပေါ်ရောက်ပြန်တော့တဲ့တဲစီကိုရောက်အောင်အားသုံးခွန်ဆိုင်ပြေးနေမိပြန်တယ်ပါဇက်ကလည်းစုံမာကြီးစုံမာကြီးဆိုပြီးတော့လည်းအဆက်မပြတ်ရေရွမိနေလေတယ်သူ့ဘဝမှာအခုလိုမျိုးအဖြစ်ပြက်မျိုးတခါမှမကြုံဘူးခဲ့ဘူး ဗန်းနဲ့မြဝါထင်းနေကြီးကိုပဲတောင်မွေးကနေမွေဖြစ်ပြောင်းသွားစီတယ်။ပြီးတော့သူ့ကိုရန်မူတိုက်ခိုက်ဖို့စီပါလာ။သွေးပြဆရာတိတ်ကောင်းလို့နဲ့အခိုက်တံမယ်။သူသာစောလျံအောင်မတောင်းမှန်မိခဲ့ရင်အမြန်ဆုံးသာမပြေးမိခဲ့ရင်ခုလောက်ဆိုအဖွားဝီးပြောသူတို့မသာပေါ်နေတော့ပြီ။ဦးမောင်တော့ပြေးလာလိုက်တာတဲစီကိုပြန်ရောက်လာ။တဲလေးကိုပြေးဝင်လိုက်တော့ဇုံတယောက်ဝင်တိုက်မိလိုက်ပြီ။အမလေးဆုံးပါကြီးစကဲကြပါဆုံးပါကြီး။ဦးမောင်တယောက်ဟစ်အော်အင်းနဲ့ဖင်ထားရဲ့လဲကြသွားတယ်။တပတ်ကသူတိုက်လိုက်သူကလည်းသူ့လိုပဲလဲကြသွားတယ်။ တိုင်းမီသူဥမောင်းပြပြသလေးကြီးလိုက်တော့သူယူတယောက်ဇပင်းဟာဆုပ်ဖွာပြီးတော့နီချောင်းလုံးတွေကဝစ်စားတွေကလည်းပေရေပွားလို့ဘာတွေထဲထားမှမသိဖောင်းကားနဲ့လွယ်ကြီးတလုံးကိုလည်းတိုင်းလွယ်ထားပြန်တယ်အာယိုယိုငါသူတို့နတ်သားလေးနားလိုက်တာနော်သူယူစီကညီးတွားတဲ့အကြောင်းဥမောင်းရည်ကျင်သိပ်ဖြစ်သွားမိရဒါမှလည်းခုနကြုံလာတဲ့ဆုံးမယူချက်ချင်းမျက်စီတဲ့မြင်အောင်လာတာမလို့ကြောက်စိတ်ကပြန်ကဲသွားတယ်ဆုံးဆုံးမကြီးဟမ်ပေးဆုံးမကြီးဆုံးမကြီးရှို့ထဲမှာ အင်းဒီမင်းရောလူစင်စေးဟုတ်ရလားဟာငါသူတော့နတ်သားလေးကလူဘလုံးလုံးဟုတ်ပါမလဲလို့လူလူမဟုတ်ဆိုမင်းကိုအဆုံးမကြီးလွတ်လွတ်လိုက်တာလားဘင်းကအဆုံးမကြီးတော့ငါသူတော့ကနတ်သားလေးငါလေးကနတ်သားလေးသူတော်ဟဲ့သူကဟိနေဟန်နဲ့လောက်ကပြောလိုက်ဦးမောင်လည်းစိတ်ထဲအဆုံးမကြီးလွတ်လိုက်တာမဟုတ်ဘူးလို့ယုံကြည်လိုက်ပြီးတော့အဆုံးမကြီးငါအဆုံးမကြီးတွေ့လာလို့မင်းရောက်တဲ့အခါဒီအဆုံးမကြီးပဲပြောနေတော့တာပဲအဆုံးမကြီးကကြောက်စရာကြီးခေါင်းယူသူ့ခန္ဓာကိုယ်နဲ့ဆွဲဖြုတ်တာ သူရွမျက်လုံးတွေကလေးကလေးဖြစ်သွား။အာနေတော်ကြောက်နေရပဲ။ကဲကဲကြောက်စိတ်ကိုဖယ်လိုက်တော့နေပြောတဲ့ဆုံးမယူ။ငါသူတော်လေးဖြေရှင်းပေးမယ်။ဟာမင်းသွားလို့မရဘူးနော်။သွားရင်မင်းကသူတတ်မှာ။ကဲပြောမှသာပြောစမ်းပါ။ဦးမောင်လည်းဟုတ်မဟုတ်လူတို့သဘောရ။သူတွေးလာတာကိုတပားသူစီပြောတတ်တဲ့အညင်တိုင်းသူကြုံတွေးတာကိုပြောပြလိုက်။အဲ့ဒီဆုံးမယူဘယ်နာနေတာ။ဟိုဘနာရှူထဲမှာ။ဟုတ်ပြီ။ငါတို့နာသားလေးသွားလိုက်မယ်။ ူယူကပြောပြောဆိုပဲနေရာကနေလန့်ထွက်သွားတယ်။ဦးမောင်နဲ့သူယူကိုအပြေးဝမယုံကြည်ရတာမဟုတ်လို့ဒဲစီမှာပဲကြံရည်နဲ့တောစီကနေပြန်မှုကိုပစ္စည်းတွေကြပြားကြပြားလိုက်သိမ်းနေလိုက်ပါတော့တယ်။သူတော်တယောက်အเจ้าလုံနေတဲ့လူကြီးညွန်ပြရှိုးတဲ့စီကိုဆင်းမို့လို့တကယ်တော့သူတော်ဒီတော်တဲ့ကိုရောက်နေတဲ့အကြောင်းကဘိုးသေးကြကလူယောက်ျားနဲ့တန်ဝါသပြုကထုံကူးမဲ့ကိုဝေမာကြီးတယောက်ကိုစုံမစီဖို့ဆေးလိုက်တာအကြောင်းပါပဲ။ခုနအကြောက်လုံနေတဲ့သူရဲ့ပြောပုံရတော့ကိုဝေမာကြီးကသူ့တို့ကသားကောင်ဖြစ်မောင်ဖိုးစီဆိုတဲ့ကောင်ကလေးကိုဖမ်းဆီးထားလိုက်မိလေပြီ။ သူတော်နားရဲပဲတင်လာတဲ့ခေါ်ဆိုင်ကြောင့်သူတော်ရဲ့ခြေလမ်းတွေကတုံ့ငနေဖြစ်သွားဘိုးတကြသူတော်ခုပဲသွားနေတာရောက်တော့မယ်နေနောက်ကြတော့မယ်မြ мян သွားဟိုကွေမာကြီးကသုံးချိန်မြောက်တန်ဝါသားပြုတ်ပြင်သူ့ရဲ့ကွေထုံမှုကပြီးပြီအဲ့ဒီခါကျလက်ငင်းုံမဲ့လူသက်တချောင်ဆုံးပါမှာဖြစ်တယ်လို့နောင်များမှာလည်းလူသက်တွေထပ်ပြီးတော့ဆုံးပါရလိမ့်မယ်ဟုတ်ကဲ့ဘိုးကြနေစိတ်လိုက်မှန်ပါလေရှောက်လို့မနေနဲ့ဦးနေစီကကြောက်စင်းကွေနဲ့ပဲဒီကိစ္စကိုဖြေရှင်းခိုင်းကြီးကြားလား ဘိုးသကြားလို့သူတော်သုံးတုံးတတ်သူဘိုးစာတိကအရင်လိုသူတော်တယောက်ဆိတ်လိုက်မှမတက်ဖြတ်မာတွေကိုဖြစ်မလာစေဖို့အတွက်သတိပေးစကားဆိုလိုက်စိတ်ကြမှာဘိုးကြားရဲ့သူတော်ကိုဘာသာကိုထိန်းချောင်းတတ်နေပါပြီอืมပြောလိုက်ဒီလိုပဲဘိုးကြားအံပြောက်သွားသူတော်လဲရှိုးတဲကိုဆက်ဆင်းခဲ့ပြီးလမ်းလာတော့တဲကလေးကိုလမ်းတွေ့ရတဲကလေးကသူတော်ရဲ့အမြင်မှာလှုပ်လှုပ်ခတ်ခတ်ဖြစ်နေအောင်တွေးမိလိုက်ဟမ်ငါအသေးဝင်သွားလို့မဖြစ်ဘူးအပြင်ကနေပဲလမ်းခေါ်ထုတ်มาဖြစ် သူတို့ကပြောပြောဆိုဆိုပဲအနီးကခဲလုံးတွေကိုကောက်လိုက်ပြီတဲစီကိုလှမ်းလို့ပြစ်ပေါက်ပါလေတော့တယ်တပုံပုံခဲတွေကြတော့တဲအတွင်းကနေထမင်းရင်ရှားထားတဲ့မိမိပြိုတယောက်ဒေါသကြီးနဲ့ထွက်လာဟေးဘယ်အဆောက်ယူကောင်းလဲငါတဲကိုခဲနေပေါက်နေနေသေးချင်းနေရလားမိမိပြိုကဒေါသကြီးပြောပြီမဲ့သူတို့ကတော့တဟားရီမောနေတယ်ဟေးခွေးမာသားလေနေုံပြောနေတာနေမနာတတ်ဘူးလားအမလေးလေးမလုပ်ပါနဲ့အဖွားကြီးအတတ်နဲ့မလိုက်အောင်ငယ်ငယ်နုပြုံနေလို့သူတို့ကအန်အော်ကြီးရီမိတာပါလို့အတတ်နဲ့လိုက်ဖက်အောင်မူလပြန်လိုက်ပါအဲ့ဒါဆိုသူတို့မရီတော့ဘူး တပတ်ကမိမပြူဟာရှူးရှားဖြစ်သွားပြီးတော့သူတကိုလုံးကိုလက်နဲ့တတ်ချလိုက်တော့ငါကိုမူလာအတွင်အဖွားအုပ်ကြီးဖြစ်သွားလေတယ်။ငါတို့နှစ်သားလေးရဲ့စကားကိုနားထောင်သားပဲ။ထပ်ပြီးတော့ကလိရအောင်မေ။သူရောသူ့ဘာသာတယောက်တည်းတီးတို့ရေရွတ်လိုက်ပြီးတော့အဖွားအုပ်ကြီးကိုကြည့်ကတဲတဲ့ကလူသားလေးကိုပါနေဆက်တွေရုပ်ပြီးပြန်လို့ပေးလိုက်။ဘာနေကဘာကောင်မို့လို့ငါအမိန်လာပေးနေတာလဲ။ငါသူတို့ကနှစ်သားလေးမို့လို့အမိန်ပေးနေတာ ပေါ့လို့။အယူကတက်တက်လာနှောက်ချက်နေတာပဲ။ အမြန်သုံးချင်းပြတာပဲကောင်းတယ်အဖောင်းဒီကရေရွတ်ပြီးတော့သူတို့စီကိုတောင်မွေးနဲ့လှမ်းပစ်တောင်မွေးကလမ်းခွလက်မာနေမွန်နေကြီးတကောင်ဖြစ်သွားပြီးလွင့်ပြန်လာတော့သူကလွယ်ထဲကတစုံတစ်ခုကိုထုတ်ယူကပြန်ပစ်လိုက်အဲဒီကဂျိန်းကနေအတိုင်းနဲ့တူပဝင်းချင်းတစ်ခုလုံးစိမ့်ဖန်းနဲ့အလင်းအောင်နေဖြားထွက်လင်းချင်းသွားပြီးတော့လွင့်ပြန်လာတဲ့မွန်နေကြီးကအပိုင်းပိုင်းပြတ်ထွက်သွားခဲ့သလိုတဖက်ကအဖောင်းကြီးရတဲ့တစုံတစ်ယောက်ကခြေသိမ်းရိုက်ချလိုက်သူဖြစ်ပြီးတော့ဒူးတုတ်လျက်သားလဲကြလို့သွေးပွက်ပွက်အန်ထွက်လာပါတော့တယ်သူတော်ကလက်ကိုဖြန့်ချလိုက် ဒီကဖြာထွက်တဲ့အလင်းအောင်တွေကလက်ဖွားစီမှာလာအောင်စုဝေးပြီးတော့ကြောက်စင်းရုပ်ကလေးဖြစ်သွားခဲ့ပါတယ်။ဟာကြောက်စင်းရုပ်ကလေးကစွမ်းသားပဲ။သူတို့ကပြောပြီးတာနဲ့ရုပ်ကလေးကိုလွှဲစီပြန်ထည့်လိုက်။နောက်တော့တဲစီကိုလှမ်းသွားလိုက်ချင်းတဲအထဲကကပိုကြုံနဲ့လူတယောက်ပြေးထွက်လာပါတယ်။အင်းငောင်ဖိုးစီဆိုတာ သူပဲနေလိမ့်။နမ့်မိမယ်။နမ့်မိမယ်ကျုပ်စီအထွက်မသွားပါနဲ့။မောင်မိုးစီကနှုတ်ကနေတဖွားဖွားអော်ပြီးတော့ចောင်းစီမျက်ဝန်းနေနဲ့ဟိုဒီပြေးလွားရင်ရှိနေရကသူတို့ကိုမြင်တော့နမ်းမိမယ်ဆိုပြီးတော့ပြေးချလာ ူတော်လဲသူ့စီပြေးလာတဲ့မောင်ဖိုးစီတော့မျက်လုံးပြူးသွားပြီးတော့အိတ်ထဲကချီမန်းကွင်းလေးကိုထုတ်ပြီးအလင်းမြန်စွတ်ချပလိုက်ရတယ်။ချီမန်းကွင်းလေးစွတ်မိသွားချိန်မှာတော့မောင်ဖိုးစီကဟင်းငနဲ့တပြင်းချိုင်နဲ့မူလာအသီးစိတ်ပြန်ဝင်လာခဲ့ပါတယ်။သူ့နဘေးကဒူးတော့ရသားဖြစ်နေအဖွားကြီးကိုမြင်တော့ရုတ်တရက်မောင်ဖိုးစီကအံ့ဩသွားတယ်။ပြီးတော့သူတို့ကိုကြည့်လိုက်ပြီးနတ်မိမယ်ဟော။နတ်မိမယ်မရှိဘူး။သူ့လည်းနေစိတ်ဝင်စားမနေနဲ့မောင်လူသားရဲ့။ဟိုမယ်နေစရာကြီးကပြန်တော့မှမလို့ချိန်မြောင်မြန်သွားကြည့်တော့ငါတို့လေးနင်းကိုလိုက်ဖို့ပြီးမယ်။သူတို့ကပြပြဆိုဆိုပဲမောင်ဖိုးစီလက်ကိုဆွဲလို့ ရိုးဘော်ကိုတက်လာခဲ့လိုက်ပါတယ်။အပေါ်ရောက်ပြီးတဲ့နောက်မှာတော့တဲစီကိုခတ်တုတ်တုတ်လှမ်းလာခဲ့။ရောက်လူလူချိန်မှာတော့သူတို့အမောင်ဖိုးစီစီကိုအင်းတစ်ချက်ပေးပြီးတော့တဲတဲ့ရောက်တာနဲ့တန်းပြီးတော့မျိုးချဖို့မှာကတယောက်တည်းပြန်စီလိုက်ပြီးတော့ရက်ကြည့်လို့နင်းကအင်းသူတို့ဇာတ်ပဲ့ချင်းပြန်ဆုံရင်တော့ချင်းချင်းပြောဆိုကြရင်အကြောင်းစုံကကနနနားလည်းကုန်ကြပါလိမ့်မယ်။အဲဒီလိုရေကျွတ်လိုက်ပါတယ်။ပြီးတော့ကြောခိုင်းလိုက်ကသူ့အိတ်တဲစီကအုံးလက်မြင့်ကိုထုတ်ယူပြီးတက်ခွာစီးလို့ပြေးထွက်သွားပါလိမ့်တော့လေ။ ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးကြတာကအယူသူတော်နဲ့လိန်ထုံကူးတဲ့ကဝေမဲဇာလန်းဖြစ်ပါတယ်ခင်ဗျနောက်နေ့မှလည်းယူသူတော်ဇာလန်းတွေကိုဆက်လိုက်ပြီးတော့တင်ဆက်အောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့လောင်းနားဆင်ကြဖို့လေတပါးရေးဖိတ်ခေါ်ပါစေဒီမှာအချိန်မီနားဆင်ကြတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန်ခင်မှုပါ